မင်္ဂလာပါကိုကိန်းစ်ချက်စီဖန်ပေ့ချ်ကနေအပြောင်းအမြင်တော်များအားလုံးကိုကြိုဆိုပါရစေ။အလန်မာတင်စမစ်ရဲ့ဂျီမီဂီဒန်စ်ပေါ်မှာဝေဖန်ခဲ့တဲ့မှတ်ချက်စကားတစ်ခွန်းနဲ့ချက်စီကစားသမားဟောင်းပတ်နီဗင်ရဲ့အစတီဗန်ပေါ်မှာပြောခဲ့တဲ့စကားတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်။ပရမတော်နေနဲ့အာစနယ်ကစားသမားအောင်ဖြစ်ပြီးလက်ရှိအချိန်မှာဖုတ်ဘော် ကွန်ပျူတာလုံနေတဲ့အလန်မာတင်စမစ်ရဲ့ဂျီမီကီဒန်စ်ပေါ်မှာပြီးခဲ့တဲ့ဝေဘန်မှတ်ချက်စကားပေါ့နော်ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့ဝေဘန်နဲ့ဆိုတာကလည်းနှမျိုးရှိတယ်ဝေဘန်နဲ့သူရဲ့ခံယူချက်ကရှင်းလင်းနေဖို့လိုတယ်တချို့ကဝေဘန်တာမဟုတ်ဘူး blame တာတိုက်ခိုက်တာ personal attack လုပ်တာဒါတွေကဝေဘန်တယ်လို့တောင်ပြောလို့မရဘူးဟာဝေဘန်တာကိုခံနိုင်ရမယ်ဝေဘန်တာပဲ no ဝေဘန်တာ ਨੇ ကဲ့ရဲ့ပြစ်တင်တာမတူတပားသူရဲ့ပုံကိုယ်ကြီးထိခိုက်အောင်ပဲဖြစ်ဖြစ်အကျိုးစီးပွားပြတ်သုံးအောင်ပဲဖြစ်ဖြစ်ထောက်ပြနေတယ် လိုက်ပြီးတော့ကဲ့ရဲ့နေတယ်ဆိုရင်ဒါကဝိပန်ခြင်းကနေတွေးဖဲတယ်မကောင်းတဲ့စိတ်မကောင်းတဲ့ခံယူချက်နဲ့ပြောတာဆိုတာအဝိပန်တာကြတော့အကောင်းမြင်စေဖြစ်စေလမ်းလွဲနေတဲ့အရာကို ထောက်ပြတာဖြစ်စေဒါကဝိပန်တယ်ထောက်ပြတယ်ပေါ့နော်အဲ့တော့အလန်စမစ်ရဲ့ဝိပန်မှုကထောက်ပြခြင်းဖြစ်တယ်လမ်းလွဲနေတာတခုကိုသူ့အမြင်သူ့အထင်နဲ့ပြောလိုက်ခြင်းဖြစ်တယ်ဆိုတော့လက်ခံမဲ့ဝိပန်မှုတစ်ခုပေါ့နော် ဘာပြောတယ်လဲဒီလိုဖြစ်လာတဲ့ပတ်သက်ပြီး Chelsea ဘယ်ကနေဘလို့ခံစားလာရတယ်ဆိုတာကျွန်တော်မသိပါဘူး Kiras က Chelsea ကိုနောက်တစ်ဆင့်မြင့်တင်ပေးနိုင်တဲ့ကစားသမားမဟုတ်တာတော့သိကြပါတယ်အခုချိန်မှာလည်း Chelsea အသင်းမှာလမ်းပြောင်းနေပြီးသူ့စီကနေလည်းအကောင်းဆုံးပုံစံကိုကျွန်တော်တို့မမြင်ရသေးပါဘူးတဲ့ဒီပြိုင်ဘက်အသင်းရဲ့ Legend တယောက်ကဒီလိုစကားမျိုးပြောတာနားခါတော့ခါကျင်စရာကောင်းတယ်လေဒါမဲ့ကျွန်တော်တို့ Chelsea ပြည်သက်တွေလည်း Gideon's ရဲ့စွမ်းဆောင်ရေးပိုင်းကိုလက်ရှိအချိန် ဘသူမှမယုံကြည်သေးတာဒီလိုပြောလို့စကားကပ်ပြောစရာတခုတော့ရှိတယ်ဟာအခုမှဘောလုံးရသည်အစပဲအနောက်ကျရင်ကောင်းလာမှာပေါ့ဘာညာအဲ့လိုမျိုးနောက်ကျရင်ကောင်းလာမှာပေါ့ဆိုပြီးတော့မကောင်းလာတဲ့ကစားသမားရဲ့လေချက်စီးမှာတက်သေးတာတကားတွေအများကြီးရှိခဲ့ဘူးတာ။နောက်ကျွန်တော်တို့တွေကအချိန်မပေးခြင်းတဲ့အတွက်သူ့ငွေကြေးအများကြီးပေးပြီးတော့ခေါ်ခဲ့တာ။တကယ်လို့အချိန်ပေးပြီးစောင့်ကြည့်ခြင်းနဲ့ဆိုရင် ေါင်30 30လောက်လူငယ်ကစားသမားတွေခေါ်ပြီးတော့စောင့်ကြည့်မှာပေါ့ Cadence လို့ player မျိုးကအချိန်ပေးစရာမလိုတော့တဲ့ကစားသမားအံဝင်ဖို့အတွက်အချိန်တိုင်းတာတစ်ခုထိယူရမယ်ဆိုတော့ကျွန်တော်နားလဲလက်ခံတယ်ဒါပေမဲ့လည်းအခုလောက်ထိတော့အချိန်နေမစိုးသင့်ဘူးအဲ့ဒီ Alan Smith ဆိုရဲဘဲပြောထားတာမှန်တယ်လက်ရှိအချိန်ထိ Cadence ကတကယ်လမ်းပြောင်းနေတာ Cadence က Chelsea ကိုတစ်စင်းမြင့်တင်ပေးဖို့မမြင့်တင်ပေးဖို့ဆိုတာကတော့ကျွန်တော်လည်းမသိဘူး तू နဲ့အမြင်ချင်းမတူဘူး तू ကတော့မမြင့်တင်နိုင်ဘူးလို့ပြောထားတယ်အဲ့ဒီဘိုင်းတော့ကျွန်တော်မဆွေးနွေးလို့ဘူးကျွန်တော်ကတော့မြင့်တင်ရင်လည်းမြင့်တင်နိုင်တယ်သို့တော့ လက်ရှိအချိန်မှာတော့လမ်းပြောင်းနေရဲဆိုတော့သိကြတယ်ဘလူးမားတယောက်ကအသင်းလိုက်ဟန်ချက်မှာအဲတပွဲမစီးမျောနိုင်ရင်ဒါအချိန်လိုသေးလို့အဲနှစ်ပွဲသုံးပွဲလေးပွဲထိလက်ခံတယ်ဗျအဲ့လိုမှမဟုတ်ပဲပွဲတွေများလာပြီအဲ့ဒီအချိန်ကာလတွေမစီးမျောနိုင်ဘူးဆိုအဲ့ဒါသွားပြီဘာမှမကြည့်နဲ့ကျွန်တော်ရှေ့မှာမိုက်ခဲလို့မူဒရစ်ကိုကြည့်ကျွန်တော်အဲစကားပြောတော့က မကြိုက်တဲ့ Chelsea ပြည်သက်တွေအများကြီးပဲ။ Michael လို့မူသူတွေက Chelsea မှာလက်ရှိအချိန်ကြီးအံဝင်သေးဘူးလို့ပြောတာကိုလက်မခံသေးတာအများကြီးပဲ။ဒါကလည်းကိုယ်အကြိုက်နဲ့ကိုယ်သူ့အကြိုက်နဲ့သူဆိုတော့ကိုယ်အကြိုက်ကိုထိပါလာတဲ့အခါကျရင်မကြိုက်တာလည်းဖြစ်မှာပေါ့နော်။ကျွန်တော်ကတော့နားလည်းလက်ခံပေးပါတယ်။ဆိုတော့ Giddens ကိုလည်းအဲ့လိုမဖြစ်ဘူးမျော်လင့်နေ။သူကအင်္ဂလိပ်ကစားသမားဖြစ်တယ်ဗျာ။ပြောမယ်ဆိုရင်ရေချားမြေချားလာတယ်ဆိုရင်မဲ့ဒီ Premier League ကနေပဲထွက်သွားတာ။ Premier League မှာမကန်ဘူးရင်တောင်မှအင်္ဂလန်ကုန်းပြီရပဲထွက်သွားတာ။အဲ့အတွက်ကြောင့်ဒီလောက်ထိဖြစ်เสียမလိုဘူး။အခုပြောပြောဆို Estevao နဲ့ ဂီရန်ရှင်လိုက်ရင်အစေးဖောက်တော့ဈေးပိုတက်တာသေးတယ်လေသူလာတဲ့နေရာကလည်းဟိုဘရာဇီးကလာရတာဘာမှမဆိုင်ဘူးအင်္ဂလိပ်စကားတော့မပြောတတ်ဘူးအဲ့လိုခြာတိတ်ကအခုချိန်မှာဂိုးတွေပါတွေတွင်းနေအန်နီပါတွေဝင်ဖို့အတွက်လမ်းစာလေးတွေမြင်နေရပြီတခြားသူတွေမရှင်းနဲ့အဲ့ဒီနေ့ရောက်ပဲရှင်းကြည့်အဲ့တော့ဂီဒန်စ်နဲ့ SD ဘောင်းမှာဘသူကပို့ပြီးတော့အဆင်ပြေမှုမြန်လာနိုင်လဲကျွန်တော်မြင်နေရပြီဒီအတွက်ကြောင့် Alan Smith ရဲ့ပြောစကားတွေကိုကျွန်တော်တို့နားခရမယ်လက်ခံရလိမ့်မယ် အဲ့တော့သူထပ်ပြောထားသေးတယ်ဂီရန်စ်ကိုချယ်ဆီခေါ်လိုက်တာတဲ့ကျွန်တော်တို့ထူးခြားတဲ့အပြောင်းအရွှေ့တစ်ခုပါပဲတဲ့အဲ့ကလေးကကျွန်တော်ထူးခြားတဲ့ခံစားချက်တွေရှိနေခဲ့တာပါအခုဆိုကျွန်တော်ရဲ့ထင်မြင်ဆချက်တွေကပို့ပြီးတော့တိတာမြင်တာလာခဲ့ပါတယ်တဲ့သူဆိုလိုချင်တာကတော့ဒီအပြောင်းအရွှေ့ကြီးမှားနေတယ်ပေါ့ဗျာသိမလားမခေါ်သိဘူးပေါ့အဲ့လိုထူးခြားနေတဲ့ခံစားချက်မျိုးရတာကိုပြောတာပေါ့ဆိုတော့ အဲ့ဒါလောက်ထီတော့ဟိုကျွန်တော်ဝေဖန်မစောခြင်းဘာကြောင့်လဲဆိုတော့ cadence ကစားပုံကိုကျွန်တော်ကြိုက်တယ်ထဲမှာပါတယ် cadence ကိုအခုကျွန်တော်ဝေဖန်နေတာမဟုတ်ဘူးသူစီကမရသေးတဲ့အရာတွေရှိတဲ့အတွက်အားမလို့အားမရဖြစ်နေတာသူကတော့လုံးဝမှုချွမြချူဟိုပြီးရောဆိုရင်အဲ့လိုမျိုးယတိပြည်ပြောလိုက်တာလည်းပါတယ်ပေါ့နော်အဲ့ဒါလောက်ထီတော့မဟုတ်ဘူးစကားတဝက်တော့လက်ခံတယ်စကားတဝက်တော့ကျွန်တော်လက်မခံဘူးအခုဘောလုံးရသည်တရားသည်ဆက်လက်စောင့်ကြည့်ဖို့အတွက်အချိန်ပေးနိုင်တယ်ကျွန်တော်တို့နောက်ဘောလုံးရသည်မှာ guidance ကတ် guidance ပြန်ဖြစ်လာနိုင်သေးတယ်အတလေးကငငယ်လေးပဲရှိပါသေးတယ် လက်ရှိအချိန်မှာတဦးတည်းကြောင်ပြောင်နေတယ်ဆိုပေမဲ့ကျွန်တော် flop သွားသေးတဲ့အချိန်တွေတော့မဟုတ်သေးပါဘူးခင်ဗျာဆိုတော့ Alan Smith ရဲ့ပြောစကားကိုတချို့တဝက်လက်ခံတယ်တချို့တဝက်ကတော့လက်မခံဘူးလို့ပဲပြောပြရသေးဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်တော့ Senior Torches စီမှာမငငါ6 Iback 9 6ကို9တလုံး Miss တို့ကိုမမသစ်ဘောနဲ့ Unit ဖြစ်ဘောနဲ့တွေနဲ့တပတ်နှစ်ကြိမ်ယူကြည့်သွားကစားနိုင်ပါတယ်အသေးသေးသေးချင်တယ်ဆိုရင်တော့ပပနံပါတ်893 180 380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ် Okay ဒီတစ်ခါတော့ ကျွန်တော်ချယ်ဆီကသားသမားဟောင်းပနီဗင်ရဲ့အစတေဗောင်းပေါ်မှာပြီးခဲ့တဲ့မက်ချက်စကားကိုဆက်လက်ဆွေးနွေးပါမယ်ကျွန်တော်ရဲ့ပြီးခဲ့တဲ့တစ်ပတ်ကလီဗာပူးနဲ့ကစားတဲ့ပွဲကိုကြည့်ပြပါရစေအဲပွဲစဉ်မှာအစတေဗောင်းလူသားဝင်လာတဲ့အသင်းပေါ်တွေကသူ့စီကိုပဲဘောလုံးပေးပို့ခဲ့ကြပြီးစတန်ဖို့ဘရစ်ဂွင်းကချယ်ဆီပရိသတ်တွေကလည်းသူ့ကိုပဲအားပေးခဲ့ကြပါတယ်တခြားကစားသမားတွေတဲ့တောင်မှပိုကျယ်လောင်ခဲ့ပါတယ်ဒီလိုခွင့်ရင်မျိုးကလှုပ်ယူလို့မရပါဘူးအစတေဗောင်းကတော့အရင်မပြည့်စုံသေးပေမဲ့အနာဂတ်မှာဒီတက်ပို့ပြီးတော့ကောင်းလာနိုင်သေးတယ် ဒါအပြင် तू ကကျွန်တော်တော့မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားတစ်ယောက်ပါပဲတဲ့။ Steve Vaughn နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးအထူးမပြောလို့အဲ့ကွင်းထဲကလက်ခုပ်တီးတဲ့ပြိတ္တတွေမပြောနဲ့ကျွန်တော်တို့ပွဲကြည့်ပြိတ္တတွေပဲခံစားကြည့်လေ။ तू ဝင်လာတဲ့တခုခုလုံးပြဖို့အတွက်ကျွန်တော်တွေကရင်ခုန်နေရတာ။အဲ့တော့ Steve Vaughn လေးကထူးခြားတယ်ဗျာ။တခြားကစားသမားတွေနဲ့မတူဘူး။တောင်ပန်ကစားသမားအကောင့်တွေကျွန်တော်တို့အများကြီးခေါ်ခဲ့ပါတယ်။ Mike လိုမူသူတွေကစပြီးတော့အခု Pedro Neto တို့ Jimmy Giddens တို့စသဖြင့်ပေါ့လေ။ဒါပေမဲ့အခု Steve Vaughn စီရရတဲ့စိတ်ခံစားချက်မျိုးတယောက်မှမရခဲ့တာအမှန်ပါပဲ။ ်စတေဗောင်းသာဒီမီဒီအမှာလုံးဝ fit in ကျသွားရင်အသားကျသွားရင်ကျွန်တော်တို့အတွက်ဒုတိယနော်အီဒင်ဟာဇက်လိုပလေယာမျိုးဒုတိယအိုင်ယာရိုဘန်လိုပလေယာမျိုးဖြစ်ကောင်းဖြစ်လာနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနာခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်